ပါမှာပြုလုပ်တဲ့ကုန်စည်ပြပွဲတွေနဲ့ကျောင်းမြတ်ရတနာပြပွဲတွေမှာပအဝင်ပြသတဲ့လုပ်ငန်းရှင်တွေအနေနဲ့ကျောင်းမြတ်အတူအပါတွေ၊ဖန်စီပစ္စည်းတွေပြသပါကဘလက်လစ်စရင်သွင်းသွားမှာဖြစ်တဲ့လို့သိရပါတယ်။ 9ချိန်မြောက်တရုတ်တောင်အားရှာကုန်းစည်ပြပွဲနဲ့29ချိန်မြောက်တရုတ်ကူမင်ပူကုံတွင်းကုန်းကုန်းစည်ပြပွဲကိုတက်ရောက်ဖို့စည်ရင်ပေးသွင်းထားတဲ့ကုမ္ပဏီတွေကိုကုန်းစည်ပြပွဲဆိုင်ရာစီမင်းစည်းကမ်းတွေနဲ့ဆက်လင်းပြီးပြုလုပ်တဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာမြန်မာကုန်းသွယ်မှုမြင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်ကအခုလိုပြောကြားခဲ့တာဖြစ်ပါသေးတယ်။ အစိုးရအစည်းအဝေးကုန်စည်ပြပွဲမှာပြသမဲ့လုပ်ငန်းရှင်တွေအနေနဲ့မြန်မာနိုင်ငံရဲ့ကုန်သိခါမထိခိုက်စေဖို့ကြောင်းမြတ်အတူအပါထွေဖန်စီပစ္စည်းတွေမပြသဖို့နဲ့အတူအပါထွေပြသတဲ့ကုမ္ပဏီတွေကိုတွေးရှိပါကလက်လစ်စရင်ထည့်သွင်းသွားမှာဖြစ်ကြောင်းသိရှိရန်နဲ့တရုတ်တန်ယုံနယ်ပြည်ဝင်ခွင့်ဗီဇာရရှိရေးအထွေထွေခွင့်ပြုမဲ့ OGN ရရှိရေးမြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့မှအချိန်မီဆောင်ရွက်ပေးသွားမှာဖြစ်တာကြောင့်လိုအပ်တဲ့အချက်လက်တွေစောလင်းစွာ ပြေဖို့သွားဖို့မှချခဲ့တယ်လို့ဆိုပါတယ် 6ချိန်မြောက်တရုတ်တောင်အားရှာကုန်စည်ပြပွဲနဲ့29ချိန်မြောက်တရုတ်ကူမင်းပို့ကုန်သွင်းကုန်ကုန်စည်ပြပွဲတွေကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့မှာဂျွန်လ16ရက်ကနေ24ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးမြန်မာလုပ်ငန်းရှင်တွေအနေနဲ့ကြောင်မြေရတနာများ၊ကြောင်မြေရတနာနှင့်ဆက်ဆက်ပစ္စည်းများ၊လက်မှုအမှုပညာပစ္စည်းများ၊လက်ဖက်ချောက်၊စမ်းနှင့်စားသောက်ကုန်များပအဝင်ပြသသွားမယ်လို့သိရပါတယ်ရှင်။